အော်စတြေးလျအစီအမပြေပါတခြားအသင်းအသင်းကိုပြောင်းရွှေ့ဖွယ်ရှိနေတဲ့ Yogaresh Manchester United အသင်းရဲ့ပြင်ပကစားမဖြစ်တဲ့ Vedat Yogaresh ကတော့သူ့အနေနဲ့ United အသင်းကိုပြောင်းရွှေ့ကစားဖို့ဆန္ဒမရှိဘူးဆိုတဲ့အကြောင်းကိုပြောသွားခဲ့တယ်ဆိုတော့ပြီးခဲ့တဲ့နေ့ကသတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ် Manchester United အသင်းက Vedat Yogaresh နဲ့ပတ်သက်ပြီးတော့ညှော်လင့်ချက်တွေအကြီးထားထားခဲ့ကြသူဒီကစားမဟာသူ့အသင်းရဲ့တိုက်စပိုင်းအတွက်အများကြီးကိုမှအထောက်အကူပြုပေးမဲ့တိုက်စမှုတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့လည်းသတ်မှတ်ထားခဲ့ကြတာဖြစ်ပါတယ်ဒါမှလည်းဖြစ်ချင်တာနဲ့ဖြစ်နေရတဲ့အရာတခြားစီလိုဖြစ်နေခဲ့တဲ့ အချိန်မျိုးမှာမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လည်းမျောလင်းသူတွေဖြစ်မလာခဲ့တာတိတ်တော့မထူးဆန်းဘူးလို့ပဲဆိုရမှာပါအခုလိုအချိန်မျိုးနဲ့ရင်ဆိုင်သွားခဲ့တဲ့အဓိကအကြောင်းရင်းကတော့ချန်ပီယံလိပြိုင်ပွဲဝင်ခွင့်မရတဲ့အဓိကအချက်တွေလည်းပါဝင်တယ်လို့ဆိုရမှာဖြစ်ပြီးပြီးခဲ့တဲ့ရာသီကစိုးကြိုးရင်းနဲ့လက်တွေ့ကြကြရင်ဆိုင်နေခဲ့တာလည်းဖြစ်ပါရယ်မန်ချက်စတာယူနိုက်တက်တင်အားဗီဒါယိုကရက်စ်ကိုပြီးခဲ့တဲ့ရာသီကတည်းကစိတ်ဝင်စားခဲ့ကြတာပါရိုယန်မိုရင်ကိုခေါ်ယူခဲ့ပြီးတဲ့နောက်တပည့်ဖြစ်သူယိုကရက်စ်ကိုပါတခါလေးခေါ်ယူသွားဖို့ထိကိုစိတ်ဝင်စားခဲ့ကြတာဖြစ်ပြီးတော့ မိုင်းသင်းစီကိုရောက်ချင်းမှာပဲအသင်းဟောင်းကကစားမားတွေကိုချက်ချင်းခေါ်ယူသွားမှာမဟုတ်ဘူးဆိုပြီးပြောဆိုခဲ့တဲ့အတွက်ယိုကရက်စ်နဲ့သတင်းတွေကပြန်လည်ပြီးတော့ပျောက်ကွယ်သွားခဲ့ကြတာပါပရီးမီးယားလိဘောလုံးယာသည်ပြီးဆုံးသွားချိန်မှာတော့မိုင်းသင်းကဗီတာယိုကရက်စ်အတွက်လှုပ်ရှားမှုတွေစတင်ခဲ့မိအဲအချိန်မှာတော့ချန်ပီယံလိမကစားတဲ့အသင်းစီကိုမပြောင်းချင်ဘူးဆိုရယ်ကောလာဟလသတင်းတွေကထွက်ပေါ်ခဲ့တဲ့အတွက်မိုင်းပရိသတ်တွေကယိုကရက်စ်ပေါ်အများထွက်ခဲ့ကြပါသေးတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတော့ယိုကရက်စ်ဟာချန်ပီယံလိမကစားတဲ့အသင်းမှာမဟုတ်ဘူးဥရောပပြိုင်ပွဲမကစားတဲ့ဘယ်အသင်းကိုမှမဆိုသူ့အနေနဲ့ ်ပြောင်းရွှေ့ကစားသွားမှာပါဆိုပြီးတော့ဖွင့်ရသွားခဲ့ပြန်တဲ့အတွက်မိုင်သိန်းပြိတ္တတရားယူကရက်ရှ်နဲ့ပတ်သက်လို့ရန်ကုန်သားတွေစူညံပြီးတော့ပြန်လည်မျှော်လင့်ခဲ့ကြပါသေးတယ်ဇလိမှုတွေကလည်းတိုးတက်လာတဲ့အစဉ်ပြေတဲ့စားတဲ့သတင်းစကားတွေတောင်မှထွက်ပေါ်ထားခဲ့သည့်မြေတွေထားခဲ့တာပါမိုင်သိန်းပြိတ္တတရားတိုင်းစမှာယူကရက်ရှ်တောင်မှတစ်ဖက်မှာကွန်ညာနဲ့အမ်ဘုံမဆိုပြီးတော့မျှော်လင့်ချက်တွေစိတ်ကူးအိမ်မက်တွေနဲ့စိတ်ကူးတွေရင်နေခဲ့ကြတာပါအဲလိုစိတ်ကူးတွေရင်နေခဲ့ကြတဲ့အချိန်မှာပဲပြီးခဲ့တဲ့နေ့ကချက်ချင်းဆိုလို့ရှော့ကြသွားစီမဲ့သတင်းစကားတစ်ခုကထွက်ပေါ်လာခဲ့ပြီး ယူကရိန်းရှာမိုင်းအသင်းစီကိုပြောင်းရွှေ့ကစားမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားပဲဖြစ်ပါရည်။ဘာဖြစ်ဖြစ်ချစ်တဲ့ဆွဲစကားကိုပြောရခဲ့ပြီးခုကြတော့မှနေလုံကောင်းမျက်နှာမွဲအောင်မချစ်နိုင်ဘူးဆိုလှုပ်သွားတာကတော်တော်လေးရင်နာဖို့ကောင်းတယ်လို့ပဲဆိုရတော့မှာပါ။သတင်းတွေရတော့ယူကရိန်းရှာမိုင်းအသင်းကိုမပြောင်းချင်ဘူးဆိုပြီးတော့ပြောခဲ့တာမျိုးမရှိဘူးလို့တော့သိရပြီးတော့သူ့နေနဲ့အာစတန်အသင်းကိုသာဦးစားပေးပြီးတော့ပြောင်းရွှေ့ကစားချင်နေတာဖြစ်တယ်လို့သိရပါရည်။အာစတန်အသင်းကလည်းဘန်ဂျမင်ဆက်စကိုမျက်စိကြနေမဲ့ live စစ်အသင်းဘက်ကတောင်းဆိုတဲ့ပြောင်းရွှေ့ကြီးကလည်းများပြားနေကြတာဖြစ်တဲ့အတွက်သူတို့ရဲ့ဒုတိယဦးစားပေးရွေးချယ်မှုဖြစ်သတ်မှတ်ထားတဲ့ယူကရိန်းဘက်ကို မြောက်လှဲဖို့တက်လှုပ်ဆောင်နေခဲ့ကြတာပါအာဆင်တင်တောင်းရှိသူရယူကရိန်းရှက်အေဂျင့်ဖြစ်သူနဲ့စကားပြောဆိုမှုတွေပြုလုပ်နေခဲ့ပြီလို့သိရပြီးတော့ကလပ်တင်နှစ်တင်းကြားကပြောင်းရွှေ့ခြင်းညှိနှိုင်းမှုတွေလောက်သာကြံရှိတော့ဖြစ်ပါတယ်တကယ်လို့ယူကရိန်းအနေနဲ့အာစတန်အသင်းနဲ့အဆင်မပြေဖြစ်မှသာတခြားအသင်းအသင်းကိုစဉ်းစားသွားဖို့ရှိနေခဲ့ပါတယ်ဆိုရင်းလစ်ဘွန်အသင်းကလည်းသူတို့ကစားသမားတို့ကပြောင်းရွှေ့ခြင်းများစွာအလိုရှိနေကြတာဖြစ်ပြီးတော့ယူရိုတန်းတရာဝင်းကြီးတွေအလိုရှိနေတာဖြစ်တယ်လို့လည်းသိရပါတယ်အဲ့တော့ယူကရိန်းဆိုကော်ဂျင်နဲ့အသင်းတွေနဲ့တော်လေးအဆင်မပြေဖြစ်နေခဲ့ကြပြီးတော့ကစားမကိုယ်တိုင်လည်းတော်လေးကိုစိတ်ပြက်လက်ပြက်ဖြစ်နေကြတာပါ ဗီဒီယိုဂရက်ရှ်နေနဲ့အာစနယ်အသင်းကိုပြောင်းရွှေ့ခွင့်မရဘူးဆိုရင်အသင်းပြောင်းမှာမဟုတ်တော့ဘူးလို့လည်းသတင်းတွေကဖော်ပြသွားခဲ့ပြီးတော့ဆွေဒင်သားအနေနဲ့စပေါ်တင်းမှာနောက်ထပ်တရားစီထပ်ပြီးတော့နေရာအောင်မဲ့အချိန်ဒီမှာရှိနေခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေ။ကျော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။စုံလေးကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။